စိမ့်ဆိုင်ဖွင့်ပွဲတစ်ခုမှာဝိုင်းစုကန်တိန်ပေါ်မှာခြေမုံမာနာကြီးနေတဲ့လုံရတစ်ခုကြောင့်လူပြောများနေတဲ့ဝင်းမုံရွှေကြီးအမှုပညာရှင်တွေတော်တော်များများတက်ရောက်ခဲ့တဲ့စိမ့်ဆိုင်ဖွင့်ပွဲတစ်ခုမှာထိတ်တန့်မင်းသမီးတယောက်ဖြစ်တဲ့ဝင်းမုံရွှေကြီးကအစိုးရဝိုင်းစုကန်တိန်ကိုခြေတလူဆက်ဆံလိုက်တဲ့ပုံစံတစ်ခုကဆိုရှယ်မီဒီယာမှာအဓိကပြောစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ခန္ဓာထင်ဝါတဲ့စိမ့်ဆန်းဖွင့်ပွဲတစ်ခုမှာအမှုပညာရှင်များစွာတက်ရောက်ခဲ့ကြတဲ့အထဲမှာမင်းသမီးကျော်ဝင်းမုံရွှေနဲ့ဆူရောဝိုင်းစုကန်သိန်းတို့လည်းပါဝင်ခဲ့ပါနဲ့။ဒါပေမဲ့ပွဲကိုတက်ရောက်လာတဲ့မီဒီယာတွေနဲ့ပရိသတ်တွေတတိထားမိလိုက်တာကတော့ဝင်းမုံရွှေဟောင်းဝိုင်းစုကန်သိန်းကိုမခေါ်ချင်တယ်လို့မပြောချင်တယ်လို့ရှောင်ဖယ်ဖယ်လုပ်နေတဲ့ပုံစံမျိုးဖြစ်နေတာကိုပါပဲ။ ဒီဖြစ်ပျက်ရဲ့ဗီဒီယိုဖိုင်တွေတက်ပုံတွေအွန်လိုင်းပေါ်ပြန့်နှံ့သွားတဲ့အခါမှာတော့လူတော်တော်များများကအခြေအမှကံမကောင်းရှာနေဝိုင်းစုခိုင်းတဲ့အတွက်စိတ်မကောင်းဖြစ်ခဲ့ကြပြီးဒီကိစ္စအပေါ်မှာထင်မြင်ချက်မျိုးမျိုးပြီးလာကြပါတော့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအထူးအပြင်ထင်မြင်ချက်၃မျိုးထွက်ပေါ်လာတာကိုတွေ့ရပါတယ် ပထမချက်ကတော့ဝက်မုံရွှေရဲ့လက်ရှိအနေအထားကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ချက်ပါအားလုံးသိကြတဲ့အတိုင်းဝက်မုံရွှေဆိုတော့လက်ရှိမြန်မာနိုင်ငံရဲ့ထိပ်တန်းစူပါစတာနံပါတ်1မင်းသမီးတယောက်ပါဒါပေမဲ့သူ့ရဲ့ခင်မောတဲ့ကလည်းနိုင်ငံကျော်ဘီလီယံနာတထေကြီးတူဖြစ်ပါတယ်ဒီတော့သူ့ရဲ့လူနေမှုစံတန်းအဝတ်အစားစင်ရင်မှုတွေဟာတာမန်နဲ့မတူဘဲအလွန်ကိုမြင့်မာပါတယ် ိမ်မောင်းများစွာတန်တဲ့ဝစ်စုံတွေတံမိုးကြီးမားလာတဲ့လက်ဝတ်ရတနာတွေဟာသူ့အတွက်တော့အဆန်မဟုတ်ပါဘူး။ဒါကြောင့်တချို့ကဝမ်းမုံရွှေရင်အနေနဲ့သူ့ရဲ့ကြောဝချမ်းသာမှုနဲ့အောင်မြင်မှုတွေပေါ်မှာခြေခံပြီးဝိုင်းစုကင်တဲ့ကိုမတူတလို့မတန်တလို့သဘောထားမျိုးနဲ့ဆက်ဆံလိုက်တာဖြစ်နိုင်ကြောင်းထောက်ပြပြောဆိုနေကြပါတယ်။ဒါပေမဲ့ဒီချက်ကိုလက်မခံတဲ့ပြည်သက်တွေလည်းအများကြီးရှိနေပါသေးတယ်။ သူတို့ကတော့ဝမောက်ရွှေရစိတ်ထားပြေဝပေးလုပ်ပေါ်မှာ professional ဆန်တဲ့မင်းသမီးတယောက်ဖြစ်တဲ့အတွက်ဒီလိုမျိုးမာနကြီးပြီးချိန်မိုးတဲ့ပြုံမှုမျိုးလုံးဝမဟုတ်ဘူးလို့ဆိုကြပါတယ်ပွဲတစ်ခုမှာလူတွေများကြီးနဲ့တွေ့ဆုံနေရချိန်မီဒီယာတွေကိုဖြေချားနေရချိန်မှာအလုံးကိုတယောက်ချင်းလိုက်လံစကားပြောဖို့အချိန်နဲ့မပြေးတာမျိုးလေးဖြစ်နိုင်ပါတယ်။ ဒါပြင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တိုလေးတစ်ခုနဲ့လူပြောင်းရဲ့ပင်ကိုစင်အိုက်ကိုအကဲဖြတ်လို့မရဘူးလို့ဝမ်မုံရွှေဘက်ကနေကာကွယ်ပြောဆိုနေကြသူတွေလည်းရှိပါတယ်။နောက်ဆုံးတစ်ချက်ကတော့သူတို့နှစ်ယောက်ကြားမှာပရိသတ်တွေမတိသေးတဲ့အထိတ်ကပြဿနာဒါမှမဟုတ်ပုတ်တိုက်မှုတစ်ခုခု ရှိနေကြတာလားဆိုတဲ့ထင်ကြပါပဲ။ ဗီဒီယိုဖိုင်လေးမှာတော့ဝက်မုံရွှင်ရတခြားလူပညာရှင်တွေနဲ့ပြုံးရှင်စွာနဲ့စကားပြောနေတာကိုတွေ့ရပြီးဝိုင်းစုခိုင်တိန်နဲ့တွေ့တဲ့အခါမှာသာအမှုရပြောင်းသွားတာကြောင့်သူတို့နှစ်ယောက်ကြားမှာတခုခုတော့တခုခုပဲလို့မှတ်ချက်ပေးနေကြတာပါဘလို့ပဲဖြစ်ဖြစ်မီဒီယာရရှိမှာတော့သူတို့နှစ်ယောက်ပျော်ရွှင်စွာရှိမောပြီးစကားဖောက်ဖွဲနေတဲ့မြင်ကွင်းကိုတော့မတွေ့ခင်ရတာမှန်ပါပဲ။ပရိသတ်ကြီးတို့အနေနဲ့ရောဒီကိစ္စအပေါ်မှာဘလို့မျိုးမြင်ကြပါသလဲ။ဝင်းမုံရွှေရဲလို့ရက်ကတမင်တကာချိန်မောမာနာကြီးလိုက်တာလို့ထင်ပါသလား။ ဒါမှမဟုတ်အချိန်နေရဖြစ်သွားတဲ့ထင်လွဲမှုတစ်ခုလိုပဲမြင်ပါသလားဒါမှမဟုတ်သူတို့နှစ်ယောက်ကြားမှာပြဿနာတွေမသိတဲ့အကြောင်းအရာတွေရှိနေနိုင်မယ်လို့ထင်ပါသလားကိုယ့်ရဲ့အမြင်လေးတွေကို comment မှာပြောပြပေးသွားကြပါအောင်ရှင်